ပကိုးတိုင်းတောင်ကိုမြို့ပေါ်မှာငလင်လှုပ်ခတ်မှုအနည်းအောင်အဆင့်တတိပေးထားတာကြောင့်ဒေသခံပြည်သူတွေစိုးရိမ်မှုတွေနဲ့နေထိုင်ကြရတယ်လို့ပြောပါတယ်။မတ်လ28ရက်နေ့ကစကိုင်းတိုင်းကိုအခြေပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးဟာတောင်ကိုမြို့ကိုလည်းထိခိုက်ခဲ့တာရှိပြီးဒေသအာဏာပိုင်တွေကအနည်းအောင်အဆင့်လိုက်လံတတိပေးနေတာကြောင့်ဒေသခံပြည်သူတွေအနေနဲ့နေအိမ်ပြင်ပနဲ့ဘေးကင်းလုံခြုံနိုင်တဲ့နေရာတွေမှာနေထိုင်စောင့်ကြည့်နေကြရတယ်လို့တောင်ကိုမြို့ခံအမျိုးသမီးတအူကအခုလိုပြောပါတယ်။ စင်ကာပဲကတော့သူတို့ပြောတဲ့အတိုင်းပဲဟိုဘယ်လိုကိုင်းနေလို့နေရာမှာနေကြတယ်ကိုကြီးကြီးရဲ့အဖအုံနဲ့ဝင်းတဲ့နေရာမှာနေကြတယ်ပြီးတော့အစ်ကိုရဲ့ဆောင်ရွက်စာတန်းချိတ်ကျမိုင်းတာလေးတွေတော့သူတို့ဖြစ်ဆောင်ကြတယ်ပေါ့ဒီတိုင်းကအဲ့ဒါလေးတော့ဒီလေးတန်းကုန်နေကြတော့ ပဇိုင်းမန္တလေးလောက်တချင်းရှိသေးတော့ခုချိန်မှာတော့တွေ့ရတဲ့အချိန်ဆိုတာတိပြီးတဲ့အချိန်တွေရှိအဲ့လိုမျိုးလေးတွေတော့ဆက်ဆောင်ထားကြတယ်ခင်ဗျတို့ဟိုကပေါ့နော်ဒီတို့အလိုတမ်းနဲ့လေဒီကတော့မိမလာလို့တော့ဖြစ်ခဲနေတာပေါ့အဲ့ဒါလေးတွေတော့ရှိတယ်ဒီမျိုးလေးတွေကပြီးလို့ရမှာတော့နေနေကြတယ်ပေါ့နော်ဟိုတိရတူတွေကမတိရတူတွေကတော့ပြင်းနေမှာပဲနေနေတယ်တော်တော်များများတိရတူအပြင်ဆက်အိတ်ကုန်ပေါ့နော်ပြင်ဆက်နေကြတယ်တော့ငလီလောက်ခတ်ပြီးထွက်လာတဲ့မြေအောက်ကြီးတွေကြောင့်ရင်းညံ့သွားပြီး ီဒီရီအတွက်တောက်သုံးရီခက်ခဲလက်ကြုံတွေ့နေရပါတယ်။အဆိုပါငလင်တန်ကျောက်ဆက်သွယ်ရေးလမ်းတွေလည်းပြက်စီးပြတ်တောက်နေတဲ့အတွက်လိုအပ်တဲ့စားနပ်ရိက္ခာတွေစီစဉ်မှုရပ်တန့်နေတာကုန်စည်နှုန်းမြင့်တက်တဲ့တန်ကိုပါဒေသခံပြည်သူတွေကကြုံတွေ့နေတာပါ။ဒါပြီးတန်ကိုမြို့အနီးကဆယ်တွေဖောက်ချမယ်ဆိုတဲ့ကောလာဟလတွေထွက်ပေါ်နေတဲ့အပြင် လေကြောင်းတိုက်ခတ်ခံရမှာကိုလည်းပြည်သူတွေအနေနဲ့စိုးရိမ်မှုတွေရှိနေတယ်လို့တန်ကိုဒေသခံတွေကပြောပါတယ်။အခုကလေအများဆုံးရင်တော့ဒီတော့လေ ဟိုတောင်းလို့နေရဒီကံနေဖတ်တယ်ရှိနေတဲ့ခါကျအရင်လက်သိပြူပါတယ်ဒီငလင်းထက်လာလို့နေနေနဲ့ကျင်းတန်းကြီးရတယ်ကိုယ်မဲ့ကျုံမဲ့တော်တယ်ဒီကောင်ရှိမှာပေါ့နော်အဲ့ဒါလက်သိပြူရတဲ့ငလင်းကိုလက်သိပြူတော့နောက်ကိုဘယ်မှာပုံဝင်စောက်ကနေအပီစူရီတော့ကလေးရနေကြတဲ့ကျင်းတန်းနေလာပြမှာလည်းအကုန်ကြောက်ကြဆိုတော့အခုမီးတွေကတော့ကုံဝိုင်းနေတဲ့ကုံတော့တောင်းမလို့ဆိုတော့ဆိုလို့ရှိသေးတယ်ဒီလိုနဲ့ဒီလိုကြီးကလည်းအနေနဲ့အတန်းမျိုးနဲ့ တော့နော်ဒီပြပြပြီးသားလည်းရင်တိုင်းတွင်တွေ့နေရတဲ့အရာတွေပဲပြပြီးသားပေါ့နော်လက်တလုံးမှာလည်းတောင်ကူမြို့ပေါ်မှာပြင်းအားအနည်းငယ်ရှိတဲ့ငလင်လောက်ခတ်မှုတွေဆက်လက်ဖြစ်ပေါ်နေသေးတယ်လို့ဒေသခံတွေကဆိုပါတယ်။မတ်လ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့ငလင်တဲကြောင့်တောင်ကူမြို့ပေါ်မှာအင်ချီတရာဝန်းကျင်ပျက်စီးသွားတယ်လို့ကလေး6ယောက်အပါအဝင်ဒေသခံ18ယောက်သေဆုံးသွားတယ်လို့သိရပါတယ်။